မင်္ဂလာပါဒီနေ့ဆရာမတင်မာကတော့ graphite တင်ချာတင်ရိုးတအခန်းနှင့်ဒုတဲ့ကြောင်းပဲဖြစ်ပါတယ်နံပါတ်၈ အောက်ပါပုံများဤဒုတေကိုရှာပါတဲ့ဒုတေကိုရှာခိုင်းပါတယ်ဆိုတော့ဒီမှာပုံရဲ့အလေအနာတွေတံပိုးပေးထားပါတယ်ဒုတေကိုရှာခိုင်းနေဆိုရင်ရှေ့မှာအောင်အောင်ရဲ့နီလန်းတိုင်းပဲရှာမလားနီနီရဲ့နီလန်းတိုင်းပဲရှာမလားတခြားကိုကြိုက်တဲ့နီလန်းနဲ့လည်းတွတ်ထုတ်နိုင်တာဖြစ်ပါတယ်ဒါဆိုရင်ကိုအားတန်တဲ့နီနဲ့တွတ်ထုတ်လို့ရပါတယ်နံပါတ်၈ အောက်ပါပုံများဤဒုတွေကိုရှာပါတဲ့ဒါလည်းပဲထုံနည်း၎င်းမှာပဲဒီမှာပုံရဲ့အနာတံပိုးတွေပေးထားတာဖြစ်ပါတယ်အဲ့ဒီအနာတံပိုးတွေကိုလည်းအောင်းအောင်းရဲ့နီလန်တိုင်းနင်းနီရဲ့နီလန်အတိုင်းကိုစိတ်ကြိုက်နီလန်တိုင်းတွတ်ထုတ်လို့ရပါတယ်စူးစမ်းပြီးတော့ကိုယ့်အကိုတွတ်ထုတ်ကြည့်ပါနံပါတ်၈ဆူဆူဒီတဲ့ပုံတွင်ပြထားသည့်အတိုင်းဒေါမန့်စတုကန်တုံးပုံ ခွက်ထဲတို့ရေကိုတစ်ချိန်လင်း1စင်တီမီတာစီလောင်းထည့်သည်တဲ့ရေဤထုတဲ့မြည်တို့ပြောင်းလဲသည်ကိုလေ့လာကြမည်တဲ့ကန်ဒီမှာပုံကိုကြည့်ပါ ပုံမှာသူကခွက်တစ်ခုပေးထားတယ်အဲ့ဒီခွက်ထဲကို ရေကိုတစ်ချိန်ထည့်ရင်1စင်တီမီတာစီသူကလောင်းထည့်လိုက်တယ်ရေရဲ့ထုတဲ့ဘလို့ပြောင်းလဲသွားတယ်လဲကိုလေ့လာမယ်တဲ့အောက်ပါစရာရှိကွက်လက်များကိုဖြည့်ပါတဲ့ အမြင့်ဒီစင်တီမီတာနဲ့ပေးထားတယ်ဒုတိယဒီကုဘစင်တီမီတာကဲဒီမှာကြည့်ရအောင် အမြင့်က10စင်တီမီတာပေးထားတယ်တဲ့ဒါဆိုရင်ねဒုတိယဒီဘလောက်ဖြစ်မလဲဆိုတော့ဆရာမတို့ကဒုတိယရှာရင်အလျားအနံအမြင့်၃ခုမြောက်လာဖြစ်တဲ့အတွက်ကြောင့်အလျားဒီ9အနံဒီ4အမြင့်ဟာ10မြောက်လိုက်မယ်ဆိုရင်20ကုဘစင်တီမီတာဖြစ်ပါတယ်အကယ်၍အမြင့်ကို2စင်တီမီတာဖြစ်မယ်ဆိုလို့ရှိရင်ね ဒုတိယဘယ်လောက်ဖြစ်သွားမလဲဆိုရင်အမြင်က2အနံက4အလျားက5မြောက်လိုက်လို့ရှိရင်40ကုဘစင်တီမီတာရမှာဖြစ်ပါတယ်။နောက်အမြင်က3အလျားက4အနံက5ဆိုတော့60ကုဘစင်တီမီတာရမှာဖြစ်ပါတယ်။အလျားက5အနံက4အမြင်က4စင်တီမီတာထည့်ပြီးတော့မှဆရာမတို့မြောက်မယ်ဆိုလို့ရှိရင်80 9ပါစင်တီမီတာရမှာဖြစ်ပါတယ်။နောက်အမြင့်ကို9နဲ့ဆီယမတို့ထည့်မြောက်မယ်။ဆိုတော့တရား9ပါစင်တီမီတာရမှာဖြစ်ပါတယ်တဲ့။ဒါဆိုရင်ဘယ်လိုဆက်တွေ့သွားလဲဆီယမတို့ကြည့်ရအောင်။အမြင့်ကိုနှစ်ဆတိုးလိုက်တော့အခါဒုတဲ့ဒီအစမီမြပူကြီးသွားတဲ့နေတဲ့အမြင့်ကိုနှစ်ဆတိုးရင်ဒုတဲ့ဟာလည်းနှစ်ဆတိုးရပါလေတဲ့အမြင့်ကို သုံးဆလေးဆ စသည်ဖြင့်တိုးတော့အခါဒုတဲ့ဒီမိတို့ဖြစ်မည်နေတဲ့ကံကြိမ်းမဲ့ဒီပု္ပ္ပာကို အမြင့်ကိုတဲ့2ဆ3ဆ4ဆစသည်ဖြင့်တိုးတော့အခါဒုတဲ့ဒီ2ဆ3ဆ4ဆစသည်ဖြင့်လိုက်တိုးသည့်အတွေ့ဒုတဲ့နှင့်အမြင့်တို့သည်အလျားအနံမပြောင်းလဲလင် အမျိုးတူသည်ဟုဆိုနိုင်ပါသည်တဲ့အလျားနဲ့အနံကိုမပြောင်းလဲဘူးပုံသေးပဲဒါပေမဲ့အမြင့်ကိုတော့ပြောင်းသွားမယ်အမြင့်က တစ်ရှိရဆိုရင်ဒုတေယတစ်ကနေပြီးတော့မှနှစ်ကို တိုးတယ်အမြင့်ကနှစ်ဆတိုးရင်ဒုတေယလည်းနှစ်ဆတိုးတယ်အမြင့်ကိုသုံးဆတိုးရင်ဒုတေယလည်းသုံးဆတိုးရတာကိုတွေ့ရမှာဖြစ်ပါတယ်တဲ့အဲ့ဒါကို အမျိုးတူတယ်လို့ဆိုနိုင်ပါတယ်တဲ့ဒါပေမဲ့အမြင့်ကိုပဲပြောင်းသွားမှာဖြစ်ပါတယ်အလျားနဲ့အနံကိုပြောင်းလို့မရပါဘူးခါငယ်အမြင့်ဒီ30စင်တီမီတာဖြစ်လျင် ဒုတေကို9ဗစင်တီမီတာဖြင့်ဖော်ပြပါတဲ့အမြင့်ရတံပိုးပေးထားတဲ့ဒုတေတံပိုးကိုလိုချင်တာဖြစ်ပါတယ်အဲ့ဒီနေရာမှာဆရာမတို့ကဒုတေရှာမယ်ဆိုရင်ဒုတေရဲ့ပုံတွေနေရာအလျားရဲ့အနံ့ရဲ့အမြင့်ရသုံးခုမြောက်တာဖြစ်ပါတယ်အလျားဒီဘလောက်ရှိလဲဆိုလို့ရှိရင်လျာက9ရှိပါတယ်အနံက4အမြင့်က10ဖြစ်ပါတယ် ဆိုတော့200ကုဘစင်တီမီတာ ဖြစ်ပါတယ်တဲ့ဒါနဘက်ခငယ်ပါခဲနဘက်ခကြီးဒုတေတီတဲ့140ကုဘစင်တီမီတာ ဖြစ်လျင် အမြင့်ကို စင်တီမီတာဖြင့်ပေါ်ပြပါတဲ့ ဒုဒေတံပိုးပေးထားတဲ့အမြင့်တံပိုးကိုရှာခိုင်းတာဖြစ်ပါတယ်။ဆီယမတို့ကဒုဒေရဲ့ပုံသေးနေသည့်အလျားရဲ့အနံရဲ့အမြင့်ရဲ့သုံးခုမြောက်တာဖြစ်ပါတယ်။ဒီနေရာမှာအမြင့်ကိုရှာခိုင်းနေဆိုလို့ရှိရင်နဲ့အမြင့်ကိုလိုချင်နေဆိုရင်နဲ့ဆီယမတို့ကဒုဒေကိုတီးပြီးတော့မှအလျားနဲ့ အမြောက်အနံနဲ့စားရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒုတဲ့တန်ဖိုးဒီ140ကုဗစင်တီမီတာအလျားဒီ9ရှိပါတယ်။အနံဒီ4ရှိပါတယ်။ဒါဆိုရင်140ကို20နဲ့ဆရာမတို့စားလိုက်တဲ့အခါမှာခုနှစ်ရှာပါတယ်။အဲ့ဒီခုနှစ်ကအမြင့်ဖြစ်တဲ့အတွက်ကြောင့် unit ဒီစင်တီမီတာနဲ့ထွက်မှာဖြစ်ပါတယ်။ခုနှစ်စင်တီမီတာဖြစ်ပါတယ်။နောက်နံပါတ်9ထောင်းမန်စတုကန်ဒုံတစ်ခု၏ အလျာအနံနဲ့ဒုတဲ့တို့ဒီတဲ့၈စင်တီမီတာ၅စင်တီမီတာနဲ့160ကုဘစင်တီမီတာတို့အသီးသီးရှိကြလျင် ထိုတောင်းမစတုကန်တုံးဤအမြင့်ကို စင်တီမီတာဖြင့်ဖော်ပြပါတဲ့အစောတော့ဆရာမတွက်ပြထားပြီးပြီထောင်းမစတုကန်တုံးရဲ့အလျားပေးထားတယ်၈စင်တီမီတာအနံပေးထားတယ်၅စင်တီမီတာ ဒူးတယ်ပေးထားတယ်160ကုဘစင်တီမီတာအမြင့်ကိုလိုချင်နေအမြင့်ကိုလိုချင်ရင် ပုံတွေနေသည်ဒူးတယ်ကိုတီအလျားအမြောက်အနံနဲ့စားရမှာဖြစ်ပါတယ်ဒါဆိုရင်ဒူးတယ်ကဘယ်လောက်လဲဆိုရင်160ကုဘစင်တီမီတာအလျားဒီ10စင်တီမီတာ အနံဒီ5စင်တီမီတာဒါဆိုဆီယမားတို့မြောက်လိုက်မယ်40ဆိုရင် အဖြေကဘယ်လောက်ရမလဲဆိုရင်4 unit ကအမြင့်ဖြစ်တဲ့အတွက်ကြောင့်စင်တီမီတာရမှာဖြစ်ပါတယ်ဆိုရင်လေ့ကျင့်ခန်းရောက်သွားပါပြီ။နံပါတ်1 အောက်ပါတို့ဤဒုတွေကို ရှာပါတဲ့အန်စာတောင်းပုံတစ်ခုစီဤဒုတွေဒီတကူပါစင်တီမီတာရှိသည်တဲ့ဆီယမရှိမှာတင်ပြခဲ့ပြီးတဲ့အတိုင်းအန်စာတုံးလေးတွေကိုရည်တွက်ပါရည်တွက်ပြီးတော့အန်စာတုံးပုံစုစုပေါင်းဒီဒီပုံရဲ့ဒူတွေဖြစ်ပါတယ်တဲ့တတုံးဟာတကူပါစင်တီမီတာရှိတဲ့ဆိုရင်ဒီအတုံးလေးတွေကိုသူရည်တွက်ပါရည်တွက်လို့ရတဲ့တန်ဖိုးဒီဒီပုံရဲ့ဒူတွေဖြစ်ပါတယ် ဒါဆိုရင်ကိုယ့်အကူကြိုးစားပြီးတော့တွေ့ကြည့်ပါမနစ်အောက်ပါပုံများဤဒူးတွေကိုရှာပါတဲ့ဆိုရင် ပထမကကြီးပုံသည်ထောင်မတ်စတူကန်တုံဖြစ်ပါတယ်ထောင်မတ်စတူကန်တုံဖြစ်တဲ့အတွက်ကြောင့်ထောင်မတ်စတူကန်တုံရဲ့ဒူးတွေကိုလိုချင်ရင်အလျားအမြောက်အနံ့အမြောက်အမြင့်ဆိုပြီးတော့မှထည့်မြောက်လိုက်ရင် ပုံတင်လေးကိုသုံးပြီးတွေ့ရင်ရပါတယ်ဒုတိယပုံသည် အလျားကလည်း6အနံ့၄ အမြင်ရလဲလေးဆိုတော့သူလေဒေါမတ်စတူကန်တုံးပုံဖြစ်ပါတယ်ဒေါမတ်စတူကန်တုံးရဲ့ဒုတေရှာတော့ပုံဒီနီအလျားမြောက်အနံ့မြောက်အမြင်နဲ့ထည့်ပြီးတွက်လိုက်မယ်ဆိုရင်အဖြေရမှာဖြစ်ပါတယ်နံပါတ်1အပပုံများဤဒုတဲ့ကိုရှာပါတဲ့နဘခငယ်ခငယ်သည်အလျားခွန်အနံခွန်အမြင့်ခွန်ဖြစ်တဲ့အတွက်ကြောင့်ကုပတုံဖြစ်ပါတယ်ကုပတုံရဲ့ဒုတဲ့ရှာတဲ့ပုံလေးနီးဖြစ်တဲ့အနာအမြောက်အနာအမြောက်အနာအမြောက်နဲ့တွေ့ရင်ဒုတဲ့တံမိုးရမှာဖြစ်ပါတယ် နံပါတ်ခကြီးနံပါတ်ခကြီးမှာက2မီတာ3မီတာ50စင်တီမီတာဆိုပြီးပေးထားတာဖြစ်ပါတယ်။ယူနစ်မတူပါဘူးမီတာရဲ့မီတာရဲ့စင်တီမီတာ။ဒါဆိုရင်ဆရာမတို့ကယူနစ်တူအောင်အရင်ဆုံးလုပ်ပေးရမှာဖြစ်ပါတယ်။ဆိုရင်အကယ်၍50စင်တီမီတာကို မီတာဖွဲ့ရမယ်ဆိုလို့ရှိရင်မီတာနဲ့စင်တီမီတာဆက်တွယ်ချက်က တရာရှိတဲ့အတွက်ကြောင့်တရာနဲ့စားပေးရမှာဖြစ်ပါတယ်50စင်တီမီတာကိုတရာနဲ့စားရင်3.5မီတာရပါတယ်မီတာပြောင်းပြီးတွက်လို့လည်းရပါတယ်အကယ်၍မီတာနဲ့မတွက်ချင်ဘူးစင်တီမီတာနဲ့ပြောင်းချင်မယ်ဆိုရင်50စင်တီမီတာကိုဒီတိုင်းပဲထားမယ်2မီတာကိုစင်တီမီတာဖွဲ့ရင်200စင်တီမီတာဖြစ်မယ်1မီတာကိုစင်တီမီတာပြောင်းမယ်ဆိုရင်100စင်တီမီတာနဲ့ တွက်ပေးရမှာဖြစ်ပါတယ်။ဒါကကလေးတို့စိတ်ကြိုက်ကွာကို unit ကိုပြောင်းပြီးမှတွက်ပေးရမှာဖြစ်ပါတယ်။ unit 2မှဒါလည်းတွက်လို့ရမှာဖြစ်ပါတယ်။နံပါတ်3အောက်ပါပုံများဤတဲ့ဒုတွေကိုရှာပါတဲ့ဒါဆိုရင်ပုံနှစ်ပုံပေးထားပါလေရှေ့မှာလည်းအောင်အောင်နဲ့နီနီရဲ့နီလန်းလေးတွေကိုပြောထားတာဖြစ်ပါတယ်ကလေးတို့ကြိုက်တဲ့နီလန်းအတိုင်းဒီပုံရဲ့ဒုတွေကိုရှာအားမှာဖြစ်ပါတယ်နံပါတ်၄ ညာဘက်တွင်ဒေါမတ်စတူကန်တုံးပုံရေတိုင်ကီတစ်ခုကိုပြထားသည်တိုင်ကီ၏အချင်းဝင်သည်9ဘစင်တီမီတာဖြင့်ပေါ်ပြလင်မြေမြရှိတနည်းတဲ့ထိုအချင်းဝင်ကို လီတာဖြင့်ပေါ်ပြလင်မြေမြရှိတနည်းတဲ့ပုံကိုကြည့်ရအောင်ဒေါမတ်စတူကန်တုံးပုံရှိတဲ့ရေတိုင်ကီဒီတိုင်ကီရဲ့အချင်းဝင်ကိုတဲ့9ဘစင်တီမီတာနဲ့ ဖော်ပြရင်ဘလောက်ရှိမလဲဆိုတော့အရင်ဆုံးဆရာမတို့ကဒုတယ်ရှာမယ်ဒုတယ်ရှာမယ်ဆိုရင်အလျာရဲ့အနံရဲ့အမြင့်ရဲ့ကိုမြောက်ဒီ၃ခုမြောက်လိုက်ရင်ခုပါစင်တီမီတာရမယ်အဖြစ်တစ်ခုရပြီ ။နောက်အဲ့ဒီကုဘစင်တီမီတာကိုဆရာမတို့ကလီတာနဲ့ပြန်ဖော်ပြမယ်။ကုဘစင်တီမီတာကို လီတာနဲ့ဖော်ပြမယ်ဆိုလို့ရှိရင်ကုဘစင်တီမီတာနဲ့လီတာနဲ့ဆက်တွေ့ချက်က1000ဖြစ်တဲ့အတွက်ကြောင့်1000နဲ့စားပေးလိုက်လို့ရှိရင်လီတာရမှာ ဖြစ်ပါတယ်။နံပါတ်5နံပါတ်5ထောင်မန်စတုကန်တုံဤကွန်ရက်ကိုတဲ့ပုံတွင်ပြထားသည်တဲ့ထိုထောင်မန်စတုကန်တုံဤဒူးတဲ့ကိုရှာပြီးပါတဲ့ပုံကိုကြည့်ရအောင် ပုံမှာပေးထားတာက ထောင်းမှစုခံတုံးရဲ့ကွန်ရက်ပုံကွန်ရက်ဆိုတာကဒီမှာသူကဒီထောင်းမှစုခံကိုအတုံးလိုက်သူပြထားတာမဟုတ်ဘူးထောင်းအနားတွေကိုသူကဖြတ်ပြီးတော့ပြထားတာဖြစ်ပါတယ်လက်တွေ့ပြမယ်ဆိုရင်ဒီပုံလေးဖြစ်ပါတယ်ဒါဆရာမလက်တွေ့ပြတာပါထောင်းဒီမှာပုံမှာပြထားတာ ਨੇ ဆရာမကလက်တွေ့ပြထားတာဖြစ်ပါတယ်ကွန်ရက်ဆိုတော့ကသူကကွန်ရက်6ခုရှိပါတယ်ဒီမှာဆရာမရေးပြပါမယ်ကွန်ရက်နံပါတ်1မှာ 3 4 5 6ဒီမှာလေကိုရဲ့6ခုရှိပါတယ်1 2 3 4 5 6ဒီကိုရဲ့6ခုကိုဒီလိုမျိုးစုစည်းလိုက်မယ်ဆိုလို့ရှိရင်တောင်းမှန်စတုကန်ဒုံတစ်ခုရပါတယ်အဲ့တော့ဒီတောင်းမှန်စတုကန်ဒုံရဲ့ ဒုတဲ့ကိုသူကရှာခိုင်းတာဖြစ်ပါတယ်။ဒါဆိုရင်ဒုတဲ့ဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ကအလျားရဲ့အနံ့ရဲ့အမြင့်ရဲ့ကိုတွေ့အောင်ရှာရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာကြည့်ရအောင်ဒီပုံလေးမှာကြည့်မယ်။ပုံလေးမှာနံပါတ်1လို့ဆရာမရေးထားတဲ့ဒီအကွက်ကလေးကိုကြည့်မယ်။တစ်အကွက်ကိုကြည့်မယ်။တစ်အကွက်မှာဆိုရင် အလျားရှိမယ်အနံ့ရှိမယ်။ဒါဆိုရင်ဆရာမတို့ရေးကြည့်ရအောင်။1 2 3 4 5 9ခွဲရှိတယ်နောက်1 2 3 4အလျားလိုက်က4ခွဲရှိတယ်ဒါဆိုရင်ရှည်တဲ့9ခွဲရှိတော့9ခွဲရှိတဲ့အတွက်ကြောင့်5စင်တီမီတာရှည်တဲ့အနားဒီအလျားဖြစ်တဲ့အတွက်ကြောင့်ဆီယမတို့ကအလျားဒီ5စင်တီမီတာလို့ယူလိုက်ပါမယ်ဒီမှာဒီအနံကိုကြည့်ရအောင် အနံဒီ 1 2 3 4 4ကွက်ဆိုတော့တစ်ကွက်က1စင်တီမီတာဆိုရင်4ကွက်ဆိုရင် အနံ့ရဲ့တန်ဖိုးဒီ4စင်တီမီတာဖြစ်ပါတယ်။ဒါဆိုရင်အလျားအနံ့ပြီးရင်ဆရာမတို့အမြင့်ကိုရှာကြည့်ရအောင်။ဆိုတော့နံပါတ်1ကွက်မှာအလျားရပြီး အနံ့ရပြီး အမြင့်ကိုကြည့်မယ်ဆိုရင်ဆရာမတို့ကဒီပုံမှာဆိုလို့ရှိရင်ဒီလိုခောက်လိုက်တဲ့အခါမှာဒီမှာ ခောက်လိုက်လို့ရှိရင်ဒီမှာအမြင့်လေးရပါတယ်ဒီဟာဆိုရင်နံပါတ်3အကွက်ကိုကြည့်ပါနံပါတ်3အကွက်မှာဒီမှာနံပါတ်3နဲ့နံပါတ်4အကွက်ဒီအမြင့်ဖြစ်ပါတယ်အဲ့တော့နံပါတ်3အကွက်မှာဆိုရင်လည်းဒီမှာတကွက်နှစ်ကွက်ရှိပါတယ်အမြင့်ကနှစ်ကွက်နံပါတ်4မှာဆိုလည်းဒီမှာနှစ်ကွက်ရှိပါတယ်ဒါဆိုရင်အမြင့်ရဲ့အလျားဒီနှစ်ကွက်ရှိတဲ့အတွက်ကြောင့် 2စင်တီမီတာဖြစ်ပါတယ်အဲ့တော့အလျားငါအနံလေးအမြင့်2စင်တီမီတာမြှောက်လိုက်မယ်ဆိုရင်ဆီယမတို့ကဘာရမလဲဆိုရင်ဒီပုံရဲ့ဒုတိယမှာဖြစ်ပါတယ်ဒါဆိုရင်40 40ကုဘစင်တီမီတာဆိုပြီးတော့မှရမှာဖြစ်ပါတယ်တဲ့ဒီပုံရဲ့ဒုတဲ့ဒီ40ကုဘစင်တီမီတာဖြစ်ပါတယ်ဒါဆိုရင် အခန်းနဲ့ဒုတဲ့များအကြောင်းကို သင်ကြားလို့ပြီးွားပါပြီ။ကလေးတို့ဟာဒီကုဘတုံဒေါမန်စတူကန်တုံတွေကိုလည်းခွဲခြားပြီးတော့သိရမယ်။ကုဘတုံရဲ့ဒုတယ်ရှာတဲ့ပုံလေးမျိုးကိုလည်းသိရမယ်။ကုဘတုံရဲ့ဒုတယ်ရှာတဲ့ unit တန်ဖိုးကိုလည်းသိရမှာဖြစ်ပါတယ်။ဒေါမန်စတူကန်တုံရဲ့ဒုတယ်ရှာတော့ပုံလေးနေဒေါမန်စတူကန်ဒုတယ်ရဲ့ unit တွေကိုလည်းကလေးတို့သိရမှာဖြစ်ပါတယ်။ဒါဆိုရင်စူးစမ်းပြီးတော့လေ့ကျင့်ကြကြပါ။ကျေးဇူးတင်ပါတယ်။